ငလင်ဘေးတင်ပြည်သူတွေအတွက်ငွေကြေး3000လူတန်းခဲ့တဲ့ပြင်3500ဘူစေဝါပစ္စည်းအရေးပေါ် mobile toilet 3600ကျော်ဘူနဲ့စားစရာတွေထပ်မံလူတန်းခဲ့တဲ့ပိုင်းတကောအားလုံးပဲမင်္ဂလာပါ Amselitos News Channel ကနေကြိုဆိုပါရစေ။ပြည်ရင်းပြည်ပကအစပြိသက်အပိမှုခိုင်မာရရှိထားတဲ့တရုတ်ဆောင်ပိုင်းတကွန်ကတော့ငလင်ဘေးတင်ပြည်သူတွေအတွက်ငွေကြေး3000လူတန်းခဲ့ပြင်3500ဘူစေဝါပစ္စည်းနဲ့အရေးပေါ် mobile toilet တွေကို3600ကျော်ဘူပြင်စားစရာတွေပါထပ်မံလူတန်းခဲ့ပါရစေ။ ကျွန်တော်အနေနဲ့ကျေးဇူးပြုပြီးငလင်ပင်ကြောင့်တိုက်တာဝင်တကယ်ဆုံးရှုံးထိခိုက်ခံစားရတဲ့ငလင်ပင်တဲ့ပြည်သူတွေကိုတော့အဓိကထားပြီးတော့အလှူရှင်တွေကစေတမတွေစေတနာဝန်ထမ်းတွေကကာယအာညာနာအာငွေအားရည်နဲ့လှူပေးနေရလဲတွေ့ရပါတယ်အကုန်လုံးလဲဘေးမတင်ခဲ့တဲ့သူတွေဝင်ယူတာမျိုးမဟုတ်ခြင်းအပြင်ဝိုင်းဝန်းကူညီပေးပါ ဆုံးရှုံးသွားတဲ့သူတွေရဲ့ဒုက္ခတွေကိုဥစားပေးနားလဲခွင့်လွှတ်ကူညီပေးချဖို့ပြောချင်ပါတယ်။ပြည်ပနိုင်ငံတွေကအလူရှင်တွေပါဝင်လှူဒန်းငွေတွေရောပြည်တွင်းကအလူငွေကိုရောကျွန်တော်အနေနဲ့စုပြီးတော့လှူဒန်းနေပါလို့တရုတ်ဆောင်ပိုင်တကွန်ကပြည်သက်တည်အောင်ပြောပါတယ်။သူကတော့ Mesh 28နေ့ကထိုင်းနိုင်ငံမှာ shooting studio တစ်ခုမှရောက်နေလို့လည်းသိရပါဗျ။ ပိုက်တကွန်ကတော့ငလင်ဆဆဖြစ်ခြင်းမှလည်းငလင်သိမ့်ပြည်သူတွေအတွက်ချက်သိန်း150ကိုလည်းခိုင်နေဝင်ဖောင်ဒေးရှင်းကတစ်စင်းလူတန်းခဲ့ပါသေးတယ်။ထိုင်းနိုင်ငံကပြည်သက်တွေကလည်းမြန်မာနိုင်ငံဟာသူတို့ရဲ့အိမ်နီးချင်းနိုင်ငံမိသားစုလည်းဖြစ်တဲ့အတွက်သူတို့ထပ်တူခံစားရတဲ့ဆိုပြီးတက်နိုင်တဲ့အလှငွေတွေကိုစုပေါင်းပြီးတော့ဘဏ်ကောက်လေဆိုင်မှာပိုက်တကွန်စီလာရောက်လူတန်းပေးသွားသလိုဘဏ်အကောင့်တွေကိုလည်းအဖွဲ့အစည်းချို့ကလူတန်းထားတယ်လို့သိရပါတယ်။မဆုံးတိကျွှန်းလာဆင်ပြေပြည်သက်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။